2025ခုနှစ်ဧပြီလ28ရက်ဒီနေ့တနင်္ဂနွေနေ့အတွက်ခုနှစ်သားမီးတွေအားလုံးတို့တွင်တဲတော်ကံကြမ္မာနမိတ်ကတော့မိတ်ဆွေတို့အတွက်အောင်မြင်ခြင်းကိုရစေတဲ့တဲတော်ကံကြမ္မာနမိတ်ဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီနေ့ဟာအောင်မြင်ကြီးပွားချမ်းသာမဲ့တင်္ကြန်နမိတ်ဖြစ်တာကြောင့်အောင်မြင်ဖို့လို့အတွက်အောင်တပင်ညွန့်ကိုရေမာထည့်ပြီးတော့မျက်နှာသိချင်းရေချိုးခြင်းပြုလိုက်ပါလို့ ဥဒ္ဓဘနာမလမ်းညွှန်လိုက်ပါတယ်ဒီနေ့အတွက်ကံထူးကောင်းမှုလို့တော့ကတော့နီးစက်တဲ့ဖျားစီကြီးရဲ့တနင်္ဂနွေတောင်းမှာဒါပြညွန့်ကိုညွန့်သာသနာလန်ကိုလက်လူပြီးလိုရာစုတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမီးရှူးတန့်စင်ဘွားမြင်တဲ့ရင်သွေးရင်လာရင်အတွက်ကတော့တနင်္ဂနွေနေ့ဘွားမာဘုတ်ဗေရနီယာဘင်္ဂါဘွားဇာတာရှင်နေဖြစ်ပါတယ်ဘင်္ဂါတို့ရဲ့သဘောတရားငယ်စင်မှာခြူကြတော်လဲကြီးဘွားအောင်မြင်ချမ်းသာသက်ရှည်ကြမယ်ဇာတာရှင်နေဖြစ်ကြပါကြောင်းနမိတ်ကံဖတ်လိုက်ပါတယ်ခင်ဗျာ ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ပါခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်ဒီနှစ်တစ်နှစ်တာလုံးကန့်တရားကထွန်းပေါက်အောင်မြင်ဖို့အတွက်ဓာန်ပေါက်ဆွန်းမြတ်စွာဘုရားရှင်ကတ်လူချင်းရဟန်းတန်ခါလောင်းလူချင်းအပရိသတ်ဆွေမျိုးညာတိကိုဓာန်ပေါက်ဆွန်းအာဟာရဒါနပြုခြင်းအပြင်တစ်နှစ်တာလုံးကန့်တရားရဲ့ကောင်းကျိုးများစွာရပါလိမ့်မယ်ခင်ဗျာတို့တို့ဒီနေ့အတွက်အကျိုးပေးစုမှုကဏ္ဍကတော့ခုနှစ်ကဏ္ဍငါးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေခံကောင်းမှုလို့အတွက်ကတော့ခိုရင်ငှက်တွေကိုဘယ်လဲနဲ့အစာကျွေးလိုက်ပါခင်ဗျာ ဒီနေ့အတွက်စတိုးဆိုင်နေကုန်းစုံဆိုင်နေလဖိတ်ဆိုင်နေစားတောက်ဆိုင်နေရောင်းပန်းသာဝယ်ပန်းလှဖို့တော့ကတော့ဆိုင်ရှိမျက်နှာသာကိုနွားနို့အနေငယ်ပပြန့်လိုက်ခြင်းအပြင်တိတိတသာရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုငါတိတာဘူးမှရေးပြီးဆွမ်းကန်ဖုန်ကြီးကိုလောင်းလှလိုက်ပါခင်ဗျာထို့တူကျမ်းမာရင်ညံ့နေတဲ့သူရှိရဆိုရင်တော့ကျမ်းမာဖို့လိုအတွက်ဒီလိုနေမျိုးမှာဖယဲသည့်သို့မဟုတ်အနီအောင်ပါသောသည့်စတိစပြီးကျမ်းမာဖို့အတွက်စေကံဝါကောင်းတွေ့ဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ အချင်းအမြင့်တိုင်းအိမ်တော်ကြီးကိစ္စတွေအဆင်ပြေအေးချမ်းဘူးလို့တော့ကတော့အုံးရီတစ်ခွက်မှာရေခဲတုံးလေးတွေထည့်ပြီးမြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ